ဇလန်းဆာမှာမိပေါတို့မိသားစုကအားလက်ရဲ့ခရီးထွက်ပြီးပြန်လာတဲ့လမ်းမှာကုန်တင်ကားတစည်းနဲ့ဝင်တိုက်မိရင်အဖေနဲ့အမေကပွဲချင်းပြီးတည်သွားကမိပေါတယောက်တည်းအသက်ရှင်ကြခဲ့ပါတယ်။မိပေါလည်းမိပါတွေမရှိတော့တာကြောင့်နေမြို့မှာရှိတဲ့အဖွားစီမှာသွားနေရပါတော့တယ်။အဖွားကနေမြို့လေးမှာဘိုးဘွားပိုင်ရေပူဆန်းနဲ့အနားယူတဲခုတ်ကန်းနေဖွင့်ထားတာဖြစ်ပြီးမိပေါလည်းအဲ့ဒီနေရာမှာဘဝအသက်ဆရာတော့မှာပါ။ဆရာတဲ့နေမှာပဲမိပေါခန်းနဲ့ပစ္စည်းတွေချနေတော့အတန်တစ်ခုကြားလိုက်ရပြီးသူမအခန်းထဲမှာလေးပေါ်ပြန်နေတဲ့ရုံလေးကိုမြင်သွားပါတယ်။ရုံလေးကလည်းသူ့ကိုမြင်လို့အံ့ဩနေပြီးသူ့ကိုယ်သူတည့်ရဖြစ်ကြောင်းနဲ့ဒီမနေတာကြာပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒီအချိန်အဖွားရောက်လာတာမဟုတ်လို့မိ ပေါက်လည်းဒီမှာတရားရှိကြောင်းပြောပြမိမဲ့အဖွားကတော့သူ့မြေစိတ်တရားကြောင်းရှောက်ပြောနေတယ်ပဲထင်သွားပါတယ်။ရုံလေးကတော့မိပအခုလိုမြင်နေရတာတေဘေးနဲ့ညီငယ်လို့မြင်နေတာဖြစ်မယ်ဆိုပြီးပြောလိုက်ပါတယ်။ဒီလိုနဲ့အဖွားကတဲခုတ်ကန်းကိုဥဆောင်တဲ့တခြားလူတွေနဲ့မိတ်ဆက်ပေးလိုက်ခါနောက်ပိုင်းရေမှုစန်းကိုဆက်ကပ်ရမယ်ဆိုပြီးမိပကိုပြောလိုက်ပါတော့တယ်။နောက်တစ်ရက်မိပသူ့ကန်းကိုဆက်ဆုရင်အဆောင်ရုပ်တွေကိုတွေ့ကအဖွားရဲ့ဓာတ်ပုံဟောင်းတွေကိုလည်းတွေ့သွားပါတယ်။ဓာတ်ပုံထဲမှာအဖွားငယ်ငယ်ကပုံကိုပြန်တွေ့ပြီးရုံလေးကိုလည်းတွေ့လိုက်ရပါတယ်။တကယ်တော့ရုံလေးနဲ့အဖွားကငယ်ငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။တရက်မှာတော့အဖွားကတခြားမျိုးပြောင်းသွားတာမဟုတ်လို့ရုံလေးလည်းအထူးကြံကခေါင်းပိုးပေါ်တက်လွှဲရင်ပြုတ်ကျ ကြကတိခဲ့ကြောင်းသိလိုက်ရပါတော့တယ်မိပေါက်လည်းရေဘူးစန်းကိုဆက်ခံဖို့အတွက်လင်းကျင်ရေးတွေဆင်းနေရပြီးယုံလေးကသူမပေးမနေကအားပေးပါတော့တယ်ဒီလိုနဲ့ကျောင်းနေပြန်ခွင့်တဲ့အချိန်မှာမိပေါက်လည်းကျောင်းပြန်တဲ့ရပြီးစတဲ့တဲ့နေ့မှာပဲပန်နုဆိုတဲ့ကောင်မလေးနဲ့တွေ့ပါတော့တယ်ပန်နုကပတ်သက်ရှိတာမို့လို့မာတာကြီးတဲ့ပြင်မိပေါက်ကိုလည်းမချေမကန်ဆက်ဆံတာကိုယုံလေးတွေ့သွားတာကြောင့်ပန်နုမျက်နှာကိုပုံဆွဲပြလိုက်ပါတယ်မိပေါက်ကလည်းအဲ့ဒါကိုသိပြီးဟာသလုပ်နေချိန်မိပေါက်ရဲ့မျက်နှာကိုတယောက်ယောက်ကပုံလာဆွဲပြသွားပါတယ်မိပေါက်လည်းဘသူလဲကြည့်လိုက်တော့ရွှေဝါဆိုတဲ့တရားမလေးဖြစ်ပြီးထွက်ပြေးသွားပါတော့တယ်ကျောင်းဆင်းတော့မိပေါက်နဲ့ယုံလေးလည်းအဲ့ဒီတရားမလေးကိုလိုက်ရှာရင်းလမ်းမှာဟိုတယ်တွေပြည့်နေ ေလို့စိတ်ညစ်နေတဲ့တာအဖကိုတွေ့သွားပါတယ်ဒီလိုနဲ့မိဘရဲ့တက်ခွက်ကန်းကိုရောက်လာကြပြီးအဲ့တဲ့တာအဖတွေကတာဖြစ်သူဖုတ်သားကဒီမကောင်းဖြစ်ပြီးကြည်ကြပါတော့တယ်ဆုံးသွားတဲ့အမေလုံကျတဲ့မုတ်ကိုစားညစ်တယ်ဆိုပြီးကြည်တိုက်နေတဲ့ပြင်မိဘတို့ပေါ်မှာရိုင်းဆိုင်နေတာမို့လို့မိဘလည်းတိခတ်လိုက်ပြီးသူမလုံတတ်တဲ့မုတ်ကိုသာလှုပ်ကြည့်လိုက်ပါတယ်ပနေ့ရောက်တော့ဖုတ်သားလည်းညကလိုမုတ်တော့ပဲမိဘကိုကျေးဇူးတင်ကညကကိစ္စကိုလည်းပြန်တောင်းပန်လာပါတယ်မိဘကတော့အဖွားဖြစ်သူခိုင်းတာသွားလို့ရင်လမ်းမှာရွှေဝါဆိုတဲ့တရားမလေးနဲ့ပြန်တွေ့ပါတော့တယ်တကယ်တော့ရွှေဝါကမိဘတို့ရေမှုစမ်းတဲ့မှာပဲနေတာဖြစ်ပြီးပန်းနုရဲ့အမအရင်ဖြစ်ပါတယ်ဒါအပြင်မောင်ကျိုးဆိုတဲ့ကလေးနဲ့ဆိုတယောက်က ပါအဲ့ဒီမှာနေနေတာသိပြီးလေးယောက်သားခင်းမင်းသွားကြပါတယ်တရဲတော့ကောင်လည်းမိပေါ့ရဲ့လုပ်တွေကိုဝိုင်းကူလုပ်ပေးရင်တရဲမှာတော့မိပေါ့ကိုအဖွားကအဲ့တဲ့ထဲမှာအစာလည်းမစားပဲအခန်းအောက်နဲ့အဲ့တဲ့ကိုသွားကြည့်ခိုင်းပါတော့တယ်မိပေါ့လည်းအဖွားစကားနားထောင်ပြီးအဲ့ဒီခန်းကိုသွားကြည့်တော့အထဲမှာဘေးရင်ဆီယာမမက်ပြနေတာသိသွားပါတယ်နောက်နေ့တွေမှာမိပေါ့ကိုတိုင်းမက်ပြစားဖို့မုတ်တွေပို့ရင်ယင်းနီလာကမက်ပြကလည်းမိပေါ့ကိုညီမလေးတယောက်လိုခင်းမင်းလာပါတယ်တရဲမှာတော့မက်ပြမျိုးပေါ်တက်ပြီး shopping ထွက်မှာမို့လို့မိပေါ့ကိုခေါ်သွားပါတယ်မိပေါ့လည်းကားစီရတာမို့လို့ယင်းကကြောက်စိတ်တွေပြန်ဝင်လာခဲ့ပါတယ်ဒါပေမဲ့ယုံလေးတို့သူ့ဘေးမှာရှိပြီးမက်ပြကလည်းအားပေးစကားပြောလိုက်တော့မ ီးပေါက်လဲအဆင်ပြေသွားတာပျော်ပျော်ပါပါရှောက်လည်ခဲ့ကြပါတယ်။မက်ပြကလည်းသူဘဲပြင့်ခံရလို့စိတ်ပြေလက်ပြောင်းရောက်လာတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အချိန်ကြာလာတော့မီးပေါက်တို့ရေပူဆန်းကသတင်းစာတွေမှာပါလာပြီးနမကြီးကဧည့်သည်တွေကလည်းများလာခဲ့ကြပါတယ်။ဒီလိုနဲ့မြို့မှာပွဲတော်ရှိတာမို့လို့မီးပေါက်နဲ့ပန်းနူကလည်းတူတူကားဖို့ရွေးချက်ခံရပါတယ်။လက်ချင်းမီးပြလာတဲ့အချိန်မီးပေါက်ကရုပ်လေးနဲ့ရွှေဝါတို့ရုတ်တရက်ပြောက်သွားပါတယ်။လက်တော့ဝက်မှာဥပါတို့မိသားစုကိုတွေ့တာမို့လို့မီးပေါက်လည်းသူ့တဲကိုကန်းကိုခေါ်ခဲ့လိုက်ပါတယ်။ဥပါကအစားအသောက်တွေကကောင်းပေမဲ့ကြီးများတဲ့တဲ့သူမို့လို့မီးပေါက်လည်းဧည့်သည်စိတ်ချမ်းသာအောင်အစားအသောက်ကောင်းကောင်းစီစဉ်ပေးဖို့တွေးလိုက်ပါတယ်။ဒါပေမဲ့အခုကဘာလ လုပ်ရမယ်မသိတာကြောင့်မိပေါက်လည်းသူတို့လိုတဲခုတ်ကန်ဖွင့်ထားတဲ့ပန်နုကိုတတိယပြီးကျမ်းမိုင်နဲ့ညင်ညွတ်တဲ့အစားအသောက်ကောင်းတွေကိုသွားပေးပါတော့တယ်ပန်နုကမာနတာကြီးပေမဲ့စိတ်ထားကောင်းသူမို့လို့လိုအပ်တာတွေပြောကအကူအညီပေးလိုက်ပြီးပန်နုဂျေဆုနဲ့ဥပါတို့လည်းအစားအသောက်ကောင်းကောင်းစားလိုက်ရပါတယ်ဒီလိုနဲ့စကားပြောကြရင်မှဥပါကမိပေါက်တို့ကားကိုတိုက်မိတဲ့လူဖြစ်မှန်းသိပြီးမိပေါက်လည်းစိတ်တိကြိုက်ကထွက်ပြေးလာပါတော့တယ်လမ်းမှာမပြနဲ့တွေ့ပြီးအကြောင်းဆုံးပြောပြလိုက်တော့မပြကမိပေါက်ကိုနှစ်သိမ့်ပေးလိုက်ပါတယ်တဲခုတ်ကန်မှာပဲဥပါတို့မိသားစုကမိပေါက်ကိုအားနာလို့ပြန်ကြပါတော့တယ်အဲ့ဒီချိန်မိပေါက်ရောက်လာပြီးပြီးခဲ့တာတွေကိုတင်မုန်းချိန်လိုက်ခါဥပါတို့ကိုလည်းခွဲလွှတ်ပေးလိုက်ပါတယ် ယ်နောက်ဆုံးမှာတော့မြို့ကပွဲတော်မှာမိပေါက်နဲ့ပန်းနုလဲကကြရင်ဇလန်းလေးလက်ပြီးသွားပါတော့တယ်တရဲတော့ကောင်နဲ့ရေဘူးစန်းတက်ခုတ်ခန်းဇလန်းလေးဖြစ်ပါတယ်မိစေတို့သွားမယ်တက်ခုတ်ခန်းမှာလည်းတရဲတော့ကောင်ရှိနေနိုင်ပါတယ်အစုံအထိကြည့်ပေးလို့ဂျေဇုတင်ပါတယ်